အားလုံးပဲမင်္ဂလာပါတလင်းတရားတွေကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်က Bangkok University International ရဲ့နာမည်ကြီးတဲ့ major တစ်ခုဖြစ်တဲ့ International Tourism and Hospitality Management major အကြောင်းကိုလက်ရှိနောက်ဆုံးနှစ်တက်ရောက်နေတဲ့မြန်မာလေး Nerys ကိုမေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးခင်ဗျာ ်ရှင်နာမည်ကတော့ဝင်းဖြူစမိုးဖြစ်ပါတယ်။အာ Nori Slan က content creator ဖြစ်ပြီးတော့အခုလဲစေ Global Scholarship နဲ့ Bangkok University International မှာ International Tourism and Hospitality Management မိကြောင်းတက်ရောက်နေပါတယ်ရှင်။အဲမာတက်နေမိကြက International Tourism and Hospitality Management ပေါ့နော်အဲ category တွေမှာဆိုရင်တော့ဒါ service cluster တွေမှာပါပါတယ် အဲ့တော့အကိုကအဓိက service ဘိုင်းပေါ့နော် customer service ဘိုင်းတော်လို့ရတယ် travel net tour ဘိုင်းနဲ့ပါတာဆိုရတော့အ top van net tour tourism ဘိုင်းနဲ့ပါတာဖြစ်တဲ့အတွက် top van net tour ဘိုင်းတော်လို့ရတယ်အဒီ hospitality ဘိုင်းဖြစ်တဲ့အတွက် hospitality ဆိုရင်မတို့ customer service အဓိက mainly focus ထားတဲ့ပုံစံမျိုးလေးဖြစ်တာဆိုတော့အဒီ hotel ဘိုင်းနေလည်းတော်လို့ရတယ်အဒီ aviation ဒီ flight attendants အာတောက်လို့ရတယ်ပြီးတော့ event management နေလည်းပါတယ်ပေါ့နော်အဲ့တော့ event management ဘိုင်းနေလည်းတောက်လို့ရပါတယ်အဲ့တော့အဓိကဒီ major ကတော့အများကြီးဟိုအလုပ်က opportunity ဆရာဆိုလို့ရှိရင်တော့အများကြီးတောက်လို့ရတဲ့ major ပေါ့နော်ဟုတ် အဓိကတော့ညီမကဒီ hotel management ပိုင်းကိုတွားချင်တာဆိုတဲ့ခါကြတော့ပေါ့နော်အဲ့တော့ hotel management နဲ့ပတ်သက်တဲ့မိသားစုတွေတော်တော်များများတော့ဒီတဲမှာသင်ခင်းရရပေါ့နော်ကိုက hotel management ပိုင်းတွားမယ်ဆိုရင်တော့ expedition ကအရင်ဆုံးတော့ပြောလို့ရရပေါ့နော်ဟို restaurant management front by bridge front office အဲဆိုင် subject တွေထဲအဓိကပါတယ်ပေါ့နော် flight တို့ပါတော့ဒီ aviation ပိုင်းကတော့နည်းနည်းလေးတော့နည်းတယ်ပေါ့နော် major ကဟိုရရဆိုလို့ရှိရင်တော့ပါဝင်မှုနည်းတယ်ဒါပေမဲ့တစ်ပါးတစ်ပါးတာလောက်တော့ယူလို့ ရပေါ့နော်အာပြီးတော့ညီမတို့ဆက်တက်တွေယူရဲအခါမှာလေကိုသွားချင်းနဲ့ row alike ပေါ့နော်ကိုသွားချင်းနဲ့ဒီအလုတ်ကင်ခွင်းလိုက် alike ညီမတို့ယူလို့ရရပေါ့နော်ဟို major တွေကိုလေအဲ့တော့ဟိုကိုကဘယ်ပိုင်းကို focus လုပ်ပြီးတော့သွားချင်တာလေပေါ့နော်အဲ့ပုံမူတည်ပြီးတော့ major ထဲမှာမှာ cost တွေကိုရွေးချယ်ပြီးတော့တက်ရလို့ရပါတယ်ဟုတ် အဲကိုကဒီ travel နဲ့ tour ဘိုင်းကိုစိတ်ဝင်စားလို့ travel နဲ့ tour cost တွေကိုယူထားတယ်ဆိုလို့ရှင်တော့ free trip တွေနိုင်သွားရတယ်ပေါ့နော်။တော့ပြီးလို့ရှင်အ project တွေပြန်ပြီးတော့လုပ်ရတယ်ပေါ့နော်။ travel နဲ့ tourism ကတော့ Bangkok ထဲကနေရာတွေကိုအဓိကသွားရတယ်။အဲ့ရနေပြီးတော့ပြန်လာပြီးဆိုရင်ညီမတို့ project final project ပုံစံမျိုးတွေလုပ်ရတယ်ပေါ့နော်။အဲ့တော့ hospitality ဘိုင်း hotel management cost တွေယူရတယ်ဆိုရင်တော့အဓိက hotel visit တွေသွားရတယ်ပေါ့နော်။အဲ့တော့ mostly luxury hotel နဲ့ five star hotel တွေပို့ပြီးတော့သွားရတဲ့အတွက်ညီမတို့အဲ့က insightful ဖြစ်တဲ့ knowledge တွေ ရတယ်ပေါ့နော် hotel ဘက်ကနေလည်းအဲ့လိုစီစဉ်ပေးတာ internship opportunity offer လုပ်ပေးတာဒါမျိုးလေးတွေကတော့ opportunities အနေနဲ့အရရပေါ့နော်ဟုတ်အဲ့ဒါတွေကတော့ကိုယူတဲ့ cost တွေမှာမူတည်ရေပေါ့နော်တချို့ cost တွေကြတော့လဲ project based final project လောက်လိုက်ရအလုပ်ရတယ်တချို့ကြတော့လဲ exam တွေရှိရေပေါ့နော် final exam နဲ့ term exam ဆိုပြီးရှိရတချို့မိကြတချို့ cost တွေကြတော့လဲ exam က final project ကတူတူလောက်ရတဲ့ဟာမျိုးတွေရှိပါတယ်ဟုတ် အမ် final အဓိက final project တွေကတော့ဥပမာ travel နဲ့ tour ဆိုရင်ညီမတို့ tour operation cost တွေပါလို့ဆိုလို့ရှိရင်ဟိုမှာ key တစ်ခုတွားလိုက်ရတယ်ပေါ့နော်အဲ့ key ရဲ့ itinerary tour planning လုပ်ရတယ်ပြီးရင်အဲ့ tour plan ကိုရောင်းရတဲ့ပုံစံမျိုးပေါ့နော်အဲအဲ့လိုမျိုးပုံစံလေးတွေလုပ်ရတယ်အဲ့တော့ရောင်းရတဲ့ဒီ business တစ်ခုလုံးစာပေါ့နော် running state တွေ social media handle လုပ်တဲ့ state တွေ ပြီးတော့ financial ဘိုင်းပေါ့နော်အဲ့ဒါလေးတွေကိုအစအဆုံးကို group နဲ့ကိုလုပ်ရရပေါ့နော်နောက်ဆုံးကျမှဒီ project တစ်ခုလုံးကိုစမိုင်းစမချပြရဲပြီးလို့ရှိရင် time company ကနေပြီးတော့မတို့ကိုဆုံးဖြတ်ပေးရဲပေါ့နော် competition လို့ပုံစံမျိုးလေးတော့ဖြစ်တာပေါ့နော်ဟုတ်ကျမစီမိုင်းအဆုံးဒီ final project ကို present လုပ်ပြီးရင်နောက်တစ်စိတ်ပေါ့နော်နောက်တစ် stage တစ်ခုကိုပါသွားရဲဆိုလို့ရှိရင်တော့ partner လုပ်ထားတဲ့ top company တွေကနေမတို့ design လုပ်ပေးရဲပေါ့နော်ဟုတ်အဲ့လို competition ပုံစံမျိုးလေးလည်းရှိရဲပေါ့နော်ဒါကတော့ travel and tour အပိုင်းအဓိက mainly focus သွားခြင်းလေဆိုတော့အဲ့လိုမျိုးလေးရှိရဲ နောက် hotel ဘိုင်းမှာလည်းဒီလိုပဲညီမတို့ဒီ restaurant management တို့ပါလို့ဆိုရင်နောက်ဆုံး final project တွေမှာအဲ့လို hotel ကနေပြီးတော့ဒီ manager တို့ supervisor လာပြီးတော့ညီမတို့ရဲ့ restaurant service ပေးပုံပိုင်းနိုင်ဆုံးဖြတ်ပေးတာပေါ့နော်ဟုတ်အဲ့လိုမျိုးလေး final project လုပ်ရတာပို့ပြီးတော့များပါတယ်ဟုတ်ဒီ tourism and hospitality media မှာအကောင်းဆုံးချက်ကတော့ဆို internship နှစ်ခါသွားလို့ရတာပေါ့နော်အဲ၄လစာတစ်ခါသွားလို့ရတယ်၆လစာတစ်ခါသွားရတယ်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်ခုစာသွားရပါတယ် ။ internship ရှာမယ်ဆိုရင်ထိုင်းလန်ထဲမှာပဲရှာလို့လည်းရတယ်။တခြားနိုင်ငံကိုသွားမယ်ဆိုရင်တော့ဟောင်ကောင်အာဒါမှမဟုတ်လို့ရှင်စပိန်နဲ့တို့ partnership လုပ်ထားတာရှိတယ်။ဒါမှမဟုတ်လို့ရှင်လည်းကိုယ့်အကူတခြားနိုင်ငံကိုရှောက်ချင်တယ်ဆိုလည်းကိုယ့်အကူရှောက်လို့ရတယ်ပေါ့နော်။ဒါပေမဲ့ Java နေပြီးတော့ direct application ရှိတာကတော့ဒါစပိန်နဲ့ဟောင်ကောင်နဲ့ရောနှစ်ခုရှိရဲပေါ့နော်။ဟုတ် โอเคอ่าညီမတော့ရင် internship ကိုတော့ဟောင်ကောင်မှာလုပ်ခဲ့ပါတယ်။ဒါအခုလည်းဟောင်ကောင်ကိုပဲပြန်သွားဖို့စီစဉ်ထားပါတယ်။ရှေ့နောက်ထပ်6လ internship ကိုလည်းဟုတ်ကဲ့ ုံကြစရင်ကတော့အများသောအားဖြင့်ကိုယ့်ဘက်ကနေပဲကဘာလို့ရရပါဘောเนาะအမေတခုရှိရညီမတို့အပေးရမယ့်ကုန်ကြစိတ်ဆိုလို့ရှိရင်တော့အခုဒီ credit ပို့ဘောเนาะဒီ internship ရဲ့ credit ပို့ရှိမယ်အဲ့ဒါရိမာစက်ရကိုင်းတော့ scholarship ရထားတဲ့အတွက် credit ပို့ကတော့50% cut ချပေးတယ်ပေါ့เนาะအဲ့ credit ပို့ရှိမယ်အာပြီးလို့ရှိရင် bank statement ပေါ့เนาะ visa ရှောက်ဖို့အတွက် bank statement ပြရတဲ့ fees ပို့ရှိမယ်ကိုယ့်ဘက်ရောက်သွားပြီဆိုလို့ရှိရင် hotel ပို့လိုက်ပြီးတော့ accommodation ပေးရတယ်မပေးရနဲ့ရှိရပေါ့เนาะတချို့ hotel ကြီးကြောက်လဲ accommodation provide လုပ်တယ်တချို့ hotel ကြီးကြောက်လဲ provide မလုပ်ဘူးကိုယ့်က ိုအင်္ဂါရတဲ့ face ပုံစံမျိုးတော့ရှိမယ်ပေါ့နော် visa face ကတော့ဟိုဘက် company ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုထောက်ပံ့ပေးရဲပေါ့နော်အဓိကကျွန်တော်တို့ visa အတွက်ဆိုလို့ရှိရင်ဒီ bank statement တစ်ခုပဲပြဆရာလိုရဲပေါ့နော်အဲတနေ့ဟာတော့ company ဘက်ကနေပြီးတော့ visa approval အတွက်လုပ်ပေးရဲ အဟိုရောက်ပြီဆိုရင်တော့ဒါတို့ accommodation fee စီမယ် hotel ဘက်ကနေပြီးတော့ meals provide လုပ်တာတော့ရှိရယ်ပေါ့နော်အဲ့တော့တနေ့ကိုလက်နက်စားလို့ရတယ်ပေါ့နော်အကို budget စိတ်ကျင်နေဆိုလို့ရှိရင်တော့ hotel မှာပဲစားဖို့ပေါ့နော်အဲ့တော့ကိုယ်ကလျှောက်သွားခြင်းနဲ့ဆိုရင်တော့ဒါ different thanks on your lifestyle ပေါ့နော်ကိုသွားခြင်းနဲ့ပုံလိုက်ပြီးတော့ကုန်ကျစရိတ်လေးတော့ရှိရယ်ဟောက်ကောင် hotel တွေကတော့ paid internship ဖြစ်တဲ့အတွက်အပတ်စံတော့ပြင်ပြီးတော့ရှာရယ်ပေါ့နော်ဒေါ်ဟောက်ကောင်ဒေါ်လာနဲ့ရတာဖြစ်တဲ့အတွက်တော့ကာမီပါကိုတလားစားတော့တကောင်သွားလို့ရတယ်ကောင်းတော့လို့ရတယ်ပေါ့နော် met time ဘက်မှာရှောင်မယ် ဆိုရင်တော့တချို့ time hotel တွေကနေပြီးတော့ allowance ပေးတာရှိရဲဒါပေမဲ့တချို့ကျတော့လည်းမပေးဘူးပေါ့နော်ဒါကလည်းကိုရေးချယ်တဲ့ hotel ပေါ့မူတည်ရေပေါ့နော်အဲ့တော့ luxury hotel တတော်များများတော့ပေးတယ်ဖူကတ်ဘတ်ပေါ့အာဒီဂျွန်နေပေါ့နော် beach တွေဘက်မှာဆိုလို့ရှိရင်ပေးရပေါ့နော်ဟောအဒါကတော့ကိုရှောင်းမဲ့ hotel ပုံမှာပို့ပြီးတော့မူတည်ပါတယ်ဟောဟာကောင်ဘက်ကိုရှောင်းမယ်ဆိုရင်တော့ဟာကောင်ဘက်ကတော့ paid internship ပေါ့နော်ဟော internship အဲရဖို့ပေးရရေးကြည့်လဲဆိုလို့ရှိရင်အဓိကကိုက internship ပေးဆိုဘယ် position ကိုရှောက်မှာလဲပေါ့နော်။ဟိုမှာ position ဆိုတာညောတော့ internship position မှာဒါပေမဲ့ဘယ် department လဲပေါ့နော်။ front page department သွားချင်တာလား front office department သွားချင်တာလား launch reception and အများကြီးရှိရပေါ့နော်။အဲ့တော့ internship မလျှောက်ခင်မှာတို့ဒါလေးကိုဆုံးဖြတ်ဖို့လိုရပေါ့နော်။ကိုဘယ် department ကိုဒီ internship အတွက်သွားချင်လဲဘယ် knowledge တွေကိုအဓိကရချင်လဲပေါ့နော်။ အဲ့တော့အဲ့ဒီထဲမှာကိုတက်ခဲ့တဲ့ဒီယူခဲ့တဲ့ course တွေကိုလိုက်ပြီးတော့လဲကိုယ့် internship သွားချင်တဲ့ pathway ကိုကိုရွေးချယ်လို့ရရပေါ့နော်အဲ့တော့အဲ့ဒါရရှိပြီးတော့ကိုယ့်ရဲ့ function ပေါ့နော် internship ကအဲဒီ your first impression ရဆိုရင် your CV resume အဓိကရှိရတယ်နော် CV resume ကိုကောက်ကောင်းလေးပြင်ဆင်ထားဖို့လိုအပ်တယ်လို့ဒီကျောင်းတက်နေတဲ့အချိန်တွင်းမှာလည်းပေါ့နော်ကျောင်းမှာလုပ်တဲ့ extra curricular activities တွေ project တွေအခု final project လုပ်ရတာမျိုးတွေရှိရဆိုရင်ဒီထဲမှာလည်းကောက်ကောင်းလေးပါဝင်ဖို့လိုပဲပေါ့နော်အဲ့တော့ဒီဟာတွေကတို့အခြားအပြင် experience မရှိဘူးဆိုရင်တော့မှဒီကျောင်းထဲမှာလုပ်တဲ့ extra curricular experience တွေရှိရပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုကောက်ကောင်းအသုံးချပြီးတော့ဒီ internship တွေမှာချပြတင်နေပေါ့နော်ကိုယ့်ရဲ့ skill ကိုဘယ်လောက်ထိလုပ်နိုင်လဲကိုဒီ manager အဲ sorry ဒီ department ပေါ့ဘယ်လောက်ထိ function ရှိရဆိုတာလိုကောက်ကောင်း show up လုပ်ပြနိုင်ဖို့အရေးကြီးရလို့ ဖြစ်ပါတယ်ဟုတ်အာအပြားရောအများကြီးပဲပေါ့နော်စီနီယာတွေကတော့ဟိုအဓိက phone by page ပိုင်းသွားတာမျိုးတွေရှိတယ်ပြီးတော့ဒီ travel network association တွေမှာလုပ်တာမျိုးတွေရှိတယ်ပေါ့နော်ဟုတ်အဲ့ဒါတော့ဟိုနောက် affiliation flight attendant spot point ပိုင်းပေါ့နော်အဲ့ပိုင်းတွေလည်းသွားတဲ့လူတွေလည်းရှိတယ်အဲ့တော့စီနီယာတွေကတော့သူတို့သွားရင်လည်းပဲလိုက်တော့ဟိုဒီ major တွေကနေလည်းသွားကြတဲ့လူတွေရှိသူခွဲထွက်ပြီးသွားတဲ့လူလည်းရှိတယ်ဆိုတော့ဟုတ်အဲ့မျိုးလေးတွေရောရှိပါတယ်ဟုတ် ထမင်းချိန်၄နှစ်စာဆိုတော့အတိုင်းပတ်၅သိန်းကျော်ကျော်လောက်တော့ကြမယ်ပေါ့နော်။ Quest scholarship ရှိရဆိုရင်တော့ဒါ half ပေါ့နော်။အဲ့အပြင်းပြအဖြစ်တော့အလုံးပေါင်းဆိုရင်၅သိန်းကျော်လောက်တော့ကြပါမယ်။ကျွန်တော် repeat trip ပို့ရရှိမယ်။အာဒီ event လောက်ရတဲ့ပို့ရရှိရပေါ့နော်။အဲ့ left fees တွေပါရပါရပေါ့နော်။အဲ့ဒါလေးတွေရှိရခါကျတော့ဒီနေ့တော့အာ၅သိန်းကျော်လောက်တော့သွားကြမယ်ပေါ့နော်။ဟုတ်။ อ๋อโหငငယ်ရမငငယ်လေးပြောချင်လဲဆိုတော့ကိုကဒီမိသားကိုအဲတက်ဖို့ပေါ့เนาะဆုံးဖက်ထားပြီးပြီဆိုလို့ရှိရင်ဒီမိသား ကနေပြီးတော့ကိုပဲအပိုင်းကိုသွားချင်တယ်ဆိုရက်ဖတ်သွေးလေးကိုကြိုပြီးတော့စစ်စာစီချင်တယ်ပေါ့နော်။ဥပမာကို hotel အပိုင်းကိုသွားချင်တာလား tourism အပိုင်းကိုသွားချင်တာလားဒီ flight attendants အပိုင်းသွားချင်တာလားပေါ့နော်။စသဖြင့်အဲကိုသွားချင်တဲ့ဖတ်သွေးလေးတခြားစစ်စာစီချင်တယ်။ internship ကိုလည်းတခြားလေးရွေးပြီးတော့လုပ်စီချင်တယ်ပေါ့နော်။ဒါ internship opportunities နှစ်ခုရှိတာတော့ဒါအကောင့်နဲ့ချက်ပေါ့နော်။ဒီ internship opportunities တွေကနေပြီးတော့ကို luxury hotel stay ရဲ့ experience တွေရနိုင်တယ်။ luxury service တွေ standard တွေပေါ့နော်။အဲအားတွေလေ့လာသိနိုင်တဲ့အတွက် အာကိုသွားမဲ့ pathway လေးလေးစဉ်းစားပြီးတော့ internship ကိုလည်းတိကျလေးရောက်ဖို့အတွက်မှာချင်ပါတယ်ရှင်။ဟုတ်ကဲ့။အဲ့တော့ဒီနေ့ကတော့ Nari ဒီကိုရဲ့ major အကြောင်းရော internship အကြောင်းလေးရောအလုံးစုံလေးနဲ့ပြတ်ခဲ့ပြီးလို့ညွှန်လင်းပါတယ်။အလုံးလေးအာ knowledge တစ်ခုလောက်ရသွားမယ်လို့ညွှန်လင်းပါတယ်ရှင်။အဲ့တော့အလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ီဗီဒီယိုလေးကိုကြည့်ပြီးတော့ Anjation ကိုတက်ရောက်ဖို့စဉ်းစားနေတဲ့အညီငယ်ညီမငယ်တွေအတွက်ကိုယ်အတွက်တက်ရောက်တင်လားတင့်တော်ရဲ့လားမတင့်တော်ဘူးလားဆိုတာကိုဒီဗီဒီယိုကိုကြည့်ပြီးတော့အဆုံးဖြတ်သွားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ်ဒီ Bangkok University အကြောင်းရောတခြား University တွေက major တွေအကြောင်းကိုပါမျှဝေပေးတော့မှာဖြစ်လို့တလင်းတရားတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ